ျွန်တော်တို့နေထိုင်ရာနေရာအနက်မှာမကြာခဏမြင်တွေ့ကြားသိနေရတဲ့ကျန်းမာရေးပြဿနာတွေထဲမှာလေပြန်းလေပြတ်ကုတချမ်းသိတပိုင်းသိသွားသူများတခါတည်းနဲ့အသက်တောင်ဆုံးရှုံးခဲ့ရတဲ့သူတွေလည်းများစွာရှိပါတယ်။ဒါပဲဖြစ်ဖြစ်ဒီယောဂဇိုးကြီးကလူသားတွေကိုချိန်ချောက်နေတာကတော့အမှန်ပါပဲ။လေပြန်းလေပြတ်ဝေဒနာခံစားရရင်ကိမိနီးပညာများနဲ့တော့လကောင်းမြမစီးပညာများနဲ့တော့လကောင်းအနိုင်နီးတွေပါမကြံနီးမျိုးစုံနဲ့ကုသကြပြီမဲ့ တတပျောက်ကင်းသွားကြတဲ့သူတွေလည်းရှိသလိုမတန်မစွမ်းဒုက္ခိတဘဝနဲ့ပြတ်တန်ရင်ဘဝဆုံးသွားကြရတဲ့သူတွေလည်းအများအပြားဖြစ်ပါတယ်။ဒါကြောင့်ဒီယောဂဇုံနဲ့ပတ်သက်ပြီးကျွန်ုပ်ကြားသိခဲ့ရတဲ့ကြိုတင်ကာကွယ်နည်းလမ်းလေးတစ်ခုကိုမျှဝေတင်ဆက်ပေးလိုပါတယ်။ကျွန်တော်တို့နေထိုင်တဲ့ဘူကလေးမြို့နယ်ဘျူးစကန်ကျေးရွာကိုပကန်းညောင်ဦးမြို့နယ်စင်ကူမြို့မဟာဝိတုတယုံတိုက်သိကြီးရဲ့ဗဒါနနာယကဆရာတော်ဦးဥတ္တမဟာနေ့စဉ်စာသင်သားများအတွက်စွန်းစံတော်အလူခံကြွားလေးရှိပါတယ် တွားတဲ့အခါတိုင်းမှာအလူရှင်နေနဲ့ကြေးရွာသားတွေကိုညတရားပွဲတွေမှာတရားဓမ္မတွေကြီးမြတ်ဟောကြားလေးရှိပါတယ်။မမရရဆရာတော်ကြီးပကံညောင်ဦးကိုပြန်ကြွခါနီနောက်ဆုံးနေ့မှာဦးမျိုးမင်းနိုင်ဒေါ်ဝင်းတို့ရဲ့အိမ်မှာစွန်အမှုမောဒနာတရားကြီးမြင့်ရင်းနဲ့လေးဖြတ်ခြင်းကကင်းဝေးဖို့ကြိုတင်ကာကွယ်နည်းကိုထည့်သွင်းမိတ်ကြားခဲ့ခြင်းပဲဖြစ်ပါတယ်။ဆရာတော်ကြီးကဦးစင်းတို့ခရီးသွားတိုင်းရောက်လျာမှာလေးဖြတ်လေးဖြန်းယောဂအကြောင်းကိုမကြာခဏကြားရလေးရှိတယ်။ ဒီယောဂနဲ့ပတ်သက်လို့ဥစဉ်ဤကောင်းလေးတခုပေးခြင်းလဲလေပြန်းလေပြတ်ယောဂခံစားပူတဲ့သူတို့ဟာနောက်နှစ်ဒီအချိန်မှာလည်းအထူးသတိထားရမယ်ဥပမာတကူးလမှာဖြတ်ပူတဲ့သူဟာနောက်နှစ်တကူးလဝန်းကျင်မှာထပ်ဖြစ်လို့ရှိပါတယ်ဒါကြောင့်လေပြန်းလေပြတ်ဝေဒနာယောဂခံစားပူသူတွေဟာအဲ့ဒီအချိန်ရောက်တိုင်းမှာအထူးသတိထားပြီးစင်ချင်နေထိုင်ဖို့လိုအပ်ပါတယ်ပုံမှန်အနေနဲ့ကတော့အစာအသောက်လည်းစင်ချင်ရာသီဥတုနဲ့လည်းညတာအောင်နေထိုင် ကိုလက်လှုပ်ရှားမှုလက်ကျင့်ခံလဲပုံမှန်လှုပ်ပေါ့ဥမာနေစဉ်ပုံမှန်လမ်းလျှောက်ခြင်းမျိုးပေါ့ဈေးနီးကတော့ဗကြီးလို့ခေါ်တဲ့နှကြဲကောင်းတွေဖြစ်ပါတယ်နှကြဲကောင်းတွေအသုံးမပြုမနေတော့တဲ့နှကြဲအုံအဟောင်းကိုအမုတ်ပြုတ်လောက်ပါပြားရည်စစ်စစ်နဲ့တေးပြီးအနေတော်အလုံးသုံးလုံးလုံးပါတစ်နေ့တစ်လုံးနဲ့သုံးရက်ဆက်မျိုးပါဈေးမျိုးတဲ့အခါမှာပထမတစ်လုံးကိုဗုဒ္ဓံတရဏံကိစ္ဆာမိလို့ရွတ်ဆိုပြီးမျိုးပါ ဒုတိယတတိယအလုံးကိုလည်းဓမ္မန္တရဏဂိသမိတန်ခန္တရဏဂိသမိရွတ်ဆိုပြီးမျိုးပါဦးစင်းအထင်တော့ငကြေအုံကလည်းမြေအမျိုးစားပေါင်းများစွာပါဝင်နေတယ်။ပြားကြီးကလည်းပန်းပေါင်းများစွာရဲ့ဝူကြီးတွေဆိုတော့သူတို့နှစ်ခုမှာထူးခြားတဲ့အစွမ်းကြီးတွေရှိမှာတော့အမှန်ပါပဲ။လွယ်လဲလွယ်ကူထိလဲထိရောက်တဲ့ဒီနင်းကိုကိုယ်တိုင်လည်းအသုံးပြုပါနီးစပ်ရလဲပြန့်ဝေကြပါလို့မိတ်ကြသွားခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကြာတိခဲ့ရပြီးလွယ်ကူတဲ့ငွေကြေးကုန်ကြလဲတတ်တာပြီးထိရောက်တဲ့ဒီစင်းလေးကိုမိတ်ဆွေများကိုလည်းအဆင့်ပြန်လဲများဝေပေးလိုက်ပါတယ်ဒီနေရာမှာမတ်သားစရာကတော့နဂျီလို့ခေါ်တဲ့နဂျေကောင်ဆိုတာကပြားနွယ်ဝင်အကောင်မျိုးဖြစ်ပြီးခန္ဓာကိုယ်အရွယ်စားကပိမ့်ပိမ့်ရှိရှိနဲ့သေးငယ်တဲ့အကောင်မျိုးဖြစ်ပါတယ်လူကိုလည်းဒုက္ခပေးလိမရှိပါဘူးအစိတ်လည်းမပြင်းပါဘူးနဂျေကောင်တွေဟာအိမ်ခေါင်မိုးတွေအိမ်ဝင်းထိုင်ရန်တွေတစ်သားတန်းတွေမှာအများဆုံး ငကြေအောင်ကိုလှုပ်လိရှိပါတယ်ငကြေအောင်ပြုလုပ်ပုံကတော့နေရပေါင်းများစွာကရှုံးမြေတွေကိုပဇက်နဲ့ကိုက်ချီပြီးနည်းနည်းချင်းစုပြီးအုံပြောင်းလှုပ်လိရှိပါတယ်အဲ့ဒီအုံထဲမှာဥတွေကိုဥပြီးကလေးငယ်ပေါင်းရင်စားဖို့လဲပိုးကောင်ငယ်လေးတွေကိုပိတ်မှန်ထားလိရှိပါတယ်သားကောင်ငယ်တွေပေါင်းရင်အဲ့ဒီအဆောက်အုံဟောင်းကိုအသုံးမပြုကြတော့ပါဘူးဒါကငကြေကောင်ရဲ့အကြောင်းအရာလေးအကျဉ်းချုပ်ပါ ဒီလေဖြတ်ခြင်းကကာကွယ်တဲ့စီးနီးကိုမိတ်ကြားခဲ့တဲ့ပကံကြောင်ဦးမျိုးနဲ့စင်ကူမျိုးမဟာဝိသုဒ္ဓရုပ်တိုက်သည့်ပဒါနနာယကဆရာတော်သာသနာတဇဓမ္မစရိယပါဠိပါလကူအဂမဟာကန္တဝါစကပန္ဒိတဦးဥတ္တမဆရာတော်ဖရာကိုလည်းကျေးဇူးအထူးတင်ရှိပြီးရိုသေစွာလက်ဆုံမိုး၍ကတော်လာရပါတယ်အချိန်ကတော့မြန်မာတက်ကရစ်1380ပြည့်နှစ်ဖြစ်ပါတယ်။မူကာလာဖြစ်တဲ့အတွက်ကြောင့် မိုးတွေအဆက်မပြတ်ဆိုသလိုရွာသွန်းလျက်ရှိနေပါတယ်။မိုးတစိမ့်စိမ့်နဲ့မဟုတ်ကျွန်ုပ်လည်းအိမ်ထဲမှာရှိတဲ့စားအုပ်တုပ်ကိုအပေါ်လှုပ်ရင်းနဲ့အကျိုးရှိစေနိုင်မဲ့စားတူပေစားလေးတွေကိုမဆုမှရေးမှတ်နေမိပါတယ်။အဲ့ဒီအချိန်မိုးတဲ့ရေထဲမှာပဲကသာမြုပ်အမတ်ရှိရက်ွက်ဘိန်းနေကုန်းအပိုင်ကမိတ်ဆွေမြန်မာဘိန်းတော်ဆရာဖြစ်တဲ့ဦးသာတွေးဟာလွယ်အိတ်တလုံးပခုံးမှလွယ်ပြီးကျွန်ုပ်စီကိုရောက်လာခဲ့ပါတယ်။စေးစရာဘဲကနေဘလို့ကြောင်းမျိုးနဲ့မိုးထဲရေထဲပေါက်ချလာရတာလဲလို့ကျွန်ုပ်ကမေးလိုက်ပါတယ်။ မိုးထဲရေထဲလာဆိုကျွန်တော်ခမားကိုပြောစရာစကားရှိလို့ခမားအားနိုင်မဲ့မိုးထဲရေထဲမှာပဲစူးစားပြီးလာခဲ့ရတာလက်ဝဲနွယ်ပင်စေးဘဲဝင်းဆိုတဲ့စာတူလေးတစ်ပုဒ်နဲ့ဗေဟီလိပွက်ထားတာကို ကျွန်တော်သိသလောက်ပြောချင်တာနဲ့လာခဲ့တာပဲအဲဒီခါမှာကျွန်တော်ကလက်ဝဲရေနွယ်ပင်နဲ့ပတ်သက်ပြီးခမားရဲ့ကိုတွေ့အဖြစ်ပြက်လေးရှိရင်သိပြစီဗျာလို့ပြောလိုက်ပါတယ်ကျွန်တော်ဟာဥဒတွေးကိုခုလိုမေးလိုက်တဲ့ဆိုရင်ပဲမမေးခင်ကပြောချင်နေတဲ့ဥဒတွေးက အခုကျွန်တော်ရာခင်းလုံနေတဲ့နေရာဟာကတာနဘာကာလန်ဘေးကတာကနေ၈မိုင်လောက်ဝေးတဲ့မြေပြန့်လွင်ပြင်တနေရာမှာဖြစ်ပါတယ်။ရာခင်းလုံလုံရင်တဲ့နီးစပ်ရမိတ်ဆွေတွေကိုလည်းကိုတက်ထားတဲ့အကျောပြင်ပညာနဲ့ပသက်တာလေးတွေကိုကုသပေးသလိုတော်စီတော်မြစ်တွေနဲ့အထွေထွေယောဂဆုံကိုလည်းကုသပေးနေပါတယ်။ဒီတော့စစ်မှန်ထိရောက်တဲ့ဈေးပင်ဈေးမြစ်တွေကိုကိုယ်တိုင်ရှာဖွေတူးဖော်ပြီးစုဆောင်တဲ့အခါမှာမမျော်လင့်မဲ့တွေးခဲရတဲ့တော်တွေးကြုံတစ်ခုနဲ့လက်ဝဲရစ်နွယ်ပင်ရဲ့ဖြစ်ရဆန်းဟာပြောပြချင်းစရာဖြစ်လာလို့ခမည်းစီကိုလာခဲ့ရတာပဲ။ ဥတာတွေးဟာသူ့စိတ်ထဲရှိတဲ့တိုင်ကြရားရည်လို့ပြောနေပေမဲ့စကားဟာနိဒံပဲရှိနေသေးပါတယ်ကျွန်တော်ကစိတ်မရှိစွာနဲ့ခမ ्या ကလည်းလူရင်းမရောက်ပဲပလင်ခံစကားနဲ့ကိုအတော်မောနေရောမယ်ရည်နွေးချမ်းလေးတောက်လိုက်အောင်ဆိုပြီးအသိအချင်းနဲ့ရည်နွေးချမ်းပကံကိုသူ့စီလမ်းပေးလိုက်ပါတယ်ဥတာတွေးဟာရည်နွေးချမ်းကိုအားရပါရတောက်ပြီးကျွန်တော်ဟာကသာနယ်ထဲမှာတောတောင်တွေကိုစုံတော့နီးနီးရှိနေပါပြီ အခုကျွန်တော်ရခင်းလုံနေတဲ့ဝန်းကျင်တဝိုက်ကတောကိုတော့အခုမှရောက်ဘူးတော့မို့နေမြေဒေသလေးလာရအောင်ဆိုပြီးတိတ်လမ်းမဝေးတဲ့ဖက်ဆွတ်တောင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့အောင်းပင်ချောင်ဆိုတဲ့တောကိုစီးမြင့်ဆရာရင်လေးရမှရောက်သွားပါတယ်တောထဲကိုဝင်ပြီးလို့10မိနစ်လောက်ကြာတဲ့အထိကြီးငတ်ဒီနဲ့တောတလေးဆန်လို့ရဲ့အတန်တွေကိုလုံးဝမကြားရဘဲနဲ့တိတ်ဆိတ်ငြိမ်သက်နုံးလာမှုပတ်ဝန်းကျင်ကိုတတိထားပြီးအကဲခတ်လိုက်မိပါတယ်အဲ့ဒီခါမှာသစ်ပင်လေးပေါ်မှာရှက်နွယ်တက်နေတဲ့နွယ်ပင်တော်တော်များများဟာလက်ဝဲရစ်နွယ်ပင်တွေပြင့်နေတာကိုတတိပြုမိတယ် ငါဒီတော့ကိုဝင်မိတာမားပြီးထင်တယ်ဒီတော့ဟာတောတောင်ကျင်းငယ်တွေရဲ့အသံတွေလည်းတိတ်ဆိတ်နေပါလားနှွေပင်တွေတော်တော်များများဟာလည်းလက်ဝဲရစ်နှွေတွေဆိုတော့ဒီတော့ဟာတာမန်တော့မဖြစ်နိုင်ဘူးပြန်ထွက်မှဆိုပြီးမိမိဝင်ခဲ့တဲ့လမ်းစီကိုမန်းပြီးပြန်ထွက်ဖို့ကြိုးစားပါတယ်အဲဒီခါမှာဘလို့မှလမ်းစားရှာလို့မရတဲ့အပြင်မူးမီရလေမတိုက်ပင်နဲ့တတော်လုံးဟိမ့်လာလိုက်တဲ့အသံတွေဟာတောင်တွေပဲပြိုကျနေသေးရောင်ရောင်ပါတခါတခါသစ်ပင်ကြီးတွေရဲ့အကိုင်းတွေကြိုးကျတဲ့အံတွေလဲပြိုတဲ့အံတွေ တော့ကောင်ကြီးငယ်တို့အော်ဟစ်ပြီးလွားတန်တွေကလည်းငားကွဲမတက်ပါပဲလက်ရှိအခြေအနေကိုအကဲခတ်လိုက်တော့ဒါဟာတော၆ခံရတာပဲတော့ပိုင်တောင်ပိုင်အရှင်ကြီးများကိုတိုးရှိုးတောင်းပန်မှဟန်ကြတော့မှာဒီတော့မှာတွေးရတဲ့လက်ဝဲနွယ်ပင်တွေဟာလည်းတော့ရဲ့ထူးခြားချက်တည်းရပဲတော့ပိုင်တောင်ပိုင်အရှင်သခင်စီကိုခွင့်ပန်ပြီးတော့နွယ်တပိုင်းကိုတော့ဖြတ်ပိုင်လို့ယူနိုင်ခဲ့ရင်ငါအတွက်အဓိပ္ပာယ်ရှိနိုင်မယ်လို့ဆုံးဖြတ်ပြီးလက်တွေ့အကောင့်ထဲပို့လိုက်ပါတယ်တော့ပိုင်တောင်ပိုင်အရှင်တွေကိုတိုးရှိုးတောင်းပန်ပြီး လက်ဝဲရစ်နွယ်တပိုင်းဖြတ်ပိုင်းပြီးတဲ့အချိန်စောစောကကြားနေရတဲ့တောင်ပြူသံတွေတားကောင်ကြီးငယ်တို့ရဲ့အော်ဟစ်ပြီးလွားသံတွေဟာတပြေးပြေးတိတ်ဆိတ်သွားပါတယ်အဲ့ဒီချိန်မှာပဲတောထဲကိုဝင်ခဲရလမ်းကိုလည်းထင်ရှားပြင်ပြင်စွာပြန်တွေးရတော့တာပါပဲလိုအပ်လို့ရှာဖွေတဲ့ဈေးပင်မတွေးရပေမဲ့လက်ဝဲရစ်နွယ်တပိုင်းနဲ့လာလန်းကအာရဝမ်းသာစွာပြန်ခဲ့ပါတယ်အဲ့ဒီကမှကျွန်တော်ကသူသားတွေခမရရဲ့လက်ဝဲရစ်နဲ့တွေးခဲရပုံဟာစိတ်ဝင်စားစရာပါပဲဒါပေမဲ့ဒီနွယ်ရဲ့အသုံးဝင်ပုံ အကျိုးအာနိသင်တွေကိုသိရမှအဆင်ပြေမယ်အဲ့ဒီခါမှာဥတာတွေကအသုံးပြုပုံနဲ့အကျိုးအာနိသင်ကိုလည်းပြောမှာပါဒါပေမဲ့ဘဟုသုတတခုကိုလည်းမှတ်ထားအောင်ပုံမှန်အနေနဲ့ဆိုရင်နွယ်ပင်ဟာလက်ရာရစ်ပဲဖြစ်ရမှာလူကဖန်ပြီးလှုပ်ရင်လည်းဒီအပင်သေးချင်းသေးမသေလို့ကတော့သူ့နှုတ်ကပုံစံအတိုင်းပြန်ဖြစ်တာပဲဆိုလိုတာကတော့လက်ဝဲရင့်ွယ်ဖြစ်အောင်လူကဖန်ပြီးပြုလုပ်လို့မရဘူးအမှန်တကယ်သဘာဝအတိုင်းတွေးပြီးဆိုရင်လည်းယူထားလိုက်ပါတော့96ပါယောဂတွေမကဘူးဇုံနှက်ကဝီနဲ့ဘယောဂတွေကိုကုသလို့ရတယ် အထူးတလည်းသူ့ကိုပြုပြင်စီရင်နေဖို့မလိုဘူးဒီအပြင်တွေးရတာကကိုကိုစောက်ရှောက်တဲ့ပုံကူတွေနဲ့နှက်ကောင်းနှမြတ်တွေကလိုလားစွာပေးချင်လို့ဒီလိုနွယ်ပင်မျိုးကိုတွေးရတာဖြစ်ပါတယ်အဲဒီခါမှာကျွန်တော်ကဥဒတွေးကအခုလိုပြောပြတော့ကျွန်တော်ကြားဘူးတာကိုလည်းပြောရအောင်မယ်ဂမ်ဘီယာပစ္စည်းဆိုတာရရှိပိုင်ဆိုင်သူကိုယ်တိုင်ကယုံကြည်မှုနဲ့အသုံးချမှုအပေါ်မှာမူတည်ပြီးတကူးစွမ်းအင်ဆိုတာဖြစ်တာတဲ့ယုံကြည်မှုမရှိသူတအူအတွက်ဘလို့ဂမ်ဘီယာပစ္စည်းမျိုးပဲဖြစ်ဖြစ်ဘာတကူးစွမ်းအင်မှမရှိနိုင်ဘူးလို့လည်းကြားဘူးတဲ့ ဥဒတွေကတော့သူရရှိပိုင်ဆိုင်ထားတဲ့လက်ဝဲရစ်နွယ်ပင်ဟာမမြင်သာတဲ့ဂမ်ဘီယာဆန်နဲ့တကူစွမ်းအားတွေရှိတယ်လို့ယုံကြည်စွာနဲ့လုံခြုံစိတ်ချရတဲ့တော်တွင်တနေရာမှာတင်ထားတဲ့အတွက်ကျွန်ုပ်စီကတော့ပါမလာခဲ့ပါဘူး။ဒါပေမဲ့ညံမီသမျှပြောပြတဲ့ဂမ်ဘီယာလက်ဝဲရစ်နွယ်ပင်နဲ့တောချောင်းတောင်ချောင်းဒစိတ်တစ်ပိုင်းကိုမိတ်ဆွေများအတွက်တင်ပြပေးလိုက်ပါတယ်။